တိုက်ပွဲကတော့ဒီလက်ဗရန်ဘက်ကနေပြီးတော့ဗောနော်လှစင်ကုန်းဗရဲကောဗရဲကောကနေပြီးတော့တရချောင်းဒီစစ်ချောင်းကဒီလာခဲ့တာဗောနော်စစ်ချောင်းကလည်းလာခဲ့တာကဘယ်နှဖွဲလဲလို့ပြောမယ်ဆိုလို့ရှိရင်တော့ဒီစကစကစားရဲ့တာပြူဗောနော်စကစားပြူဇော်မင်းသိန်းအဖွဲရဲ့လက်ဗရန်အနောက်ကအဲထွေးအောင်ရှိရဲ့အဖွဲဗောနော်ဒီတက်မ66ကအဲစကားစားအဖွဲပေါ့နော်ဒါပေါင်းပြီးတော့စစ်ကြောင်းလာခဲ့တာပေါ့နော် လာခဲ့တဲ့အချိန်မှာပဲကျွန်တော်တို့ တော်လိုင်းမဟာမိတ်ညီကိုများအဖွဲ့ပေါ့နော်တော်လိုင်းအဖွဲ့တွေပူပေါင်းပြီးတော့အခုလိုမျိုးစစ်ကြောင်းကိုတိုက်ခဲ့တာပါဗျစစ်ကြောင်းအနေနဲ့တက်လာရတော့အင်အားက80ဝန်းကျင်ခန့်လောက်ရှိတယ်ဗျ80ဝန်းကျင်ခန့်လောက်ရှိတယ်ပြည်သူတွေအရင်တွေကိုလည်း အဲရှောင်းလုံးလောက်ပေါ့နော်အမီးကြီးတို့တယ်တို့ပြီးတော့ရွာအထွက်မှာပဲကျွန်တော်တို့15ရက်နေပေါ့နော်15ရက်နေမနေ့7ရက်နေ့ရစပြီးတော့ကျွန်တော်ထီးတွေ့တိုက်ပွဲဖြစ်တယ်ပေါ့ထီးတွေ့တိုက်ပွဲဖြစ်ပြီးတော့တနာ yı ကွဲကျော်လောက်ကြာတယ်ဗျတနာ yı ကွဲကျော်ကြာတဲ့အချိန်ကမှကစကားစတကအဲကျွန်တော်တို့ဘက်ကအင်ရန်လုံရင်နဲ့ဖြီးပြီးတော့ပြစ်ခတ်မှုတွေပြလာတယ်ကြာဆုံးသူတို့ဘက်ကကြာဆုံးမှုရများလားများရောအဲတချို့တို့ကပြန်သွားတာရှိတယ်ဗျအဲအသေးရတော့ဒီစကားစဘက်ကတော့ 20လောက်တည်တယ်ပေါ့နော်20လောက်တည်တယ်စစ်သုံးပံကတော့အဲ12ရောက်လောက်ရတယ်ပေါ့နော်အရှင်ဖမ်းမိတယ်ပေါ့နော်ဒါလည်းဖမ်းစီလာခဲ့တယ်ပေါ့အဲတိုက်ပွဲမှာတော့ကျွန်တော်တို့ရဲဘော်တွေအနေနဲ့ကတော့ထိတွေ့ပြည်ပြည်ချင်းမှာဘာမှထိခိုက်မှုမရှိပဲအကောင်းဆုံးအနေနဲ့ပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လက်နက်ခရမ်းများကိုလည်းကျွန်တော်တို့ကောင်းစွာကောက်ယူနိုင်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့အမှဘလက်နက်ဘလန်လောက်ရလဲဆိုရင်16လက်လောက်ရတယ်ပေါ့နော် 16လက်လောက်ရတယ်။ကျန်တဲ့ကန်းတွေကတော့သူပြစ်ချပြီးပြေးတာတွေနဲ့ပေါ့နော်။တသားစီလောက်သွားတာတွေလည်းရှိတယ်ဗျ။ပါသွားတာတွေလည်းရှိတယ်ပေါ့နော်။အတင်းနေပြေးတာ။သက္ကသနေနဲ့ပြန်ဆုတ်သွားတဲ့ဖွဲ့လည်းအနေကင်လောက်ပဲပြန်ရောက်တယ်လို့လည်းသတင်းရတယ်ဗျ။တိုင်ပွဲနဲ့ဖြစ်တဲ့ဒီတေချောင်းဆိုတာကဒါလေဗနန်မြို့နယ်ကအရင်နီးပါတယ်ဗျ။အဲကျွန်တော်ဘကိုယိုးမနဲ့ဆိုရင်တော့လှမ်းပါတယ်။ နိုင်ငံတပရန်နဲ့တော့နေရပေါ့နော်ကျွန်တော်တော်လန်ရေးအင်အားစုပေါ့နော်ညီကိုတွေစီးလုံးစွာပိုင်နိုင်စွာနဲ့လုံနိုင်ခဲ့တဲ့အတွက်အထူးလည်းကျွန်တော်တို့ဝမ်းသဲဝမ်းသာတယ်ပေါ့နော်အားလည်းအားရတယ်ဒီသမဂ္ဂတွေလည်းလုံနိုင်တယ်လို့လည်းမျှော်လင့်တယ်ပေါ့နော်ဒီစစ်ကြောင်းပေါ်မှာတော့ဒါတက်လာတဲ့စစ်ကြောင်းကတော့ကျွန်တော်တို့ကောင်းကောင်းမှာစီးလုံးအင်အားဖြစ်တဲ့အတွက်ပိုင်နိုင်တာလုံနိုင်တဲ့အတွက်ကျွန်တော်တို့ကတော့ဝမ်းသာအားရရှိနေပါတယ်ဗျဟုတ်ဆိုင်ပါသမားဟုတ်ဆိုင်ပါသမားဘုမားကရှိလေးကြာနည်းနည်းလေးဒီအိတ်ကြီးကထေးနေတယ်ငှက်တော့ဟုတ် ဘလူလဲစိုက်ပါသမားဟမ်အမလေးရှေးကြီးဒီရှေးတက်တယ်ဩစိုက်ပါသမားကြီးอืมๆๆๆโซ่